ဟယ်လိုမင်္ဂလာပါကျွန်တော်မေဘွိုင်းစ်ပါဒီကနေ့တွင်ကျွန်တော်ချဲ့ဆော်တဲ့ပရိသတ်တွေနဲ့အတူကမ္ဘာစမျက်နှာအသစ်ဖက်ကြည့်ခြင်းဒုတိယပိုင်းလေးကိုဆက်ပြီးတွေ့လာရအောင်စိန်ခေါ်မှုတွေနဲ့ပြောင်းလဲမှုကာလတစ်လျှောက်လုံးကိုဤပညာနဲ့ဖွံ့ဖြိုးမှုတွေက တခြားတစ်ဖက်ကနေပြီးတော့ပူပင်စရာတွေစိုးရိမ်စရာတွေနဲ့ဖန်တီးကြတယ် AI နဲ့လူအစားထိုးလုပ်နိုင်တဲ့ဆက်ရုပ်တွေကျွန်တော်တို့လောက်ကင်တွေအတွက်အန္တရာယ်တစ်ခုခုဖြစ်လာတယ် လူသားတွေတန်ဖိုးကိုဆဲနဲ့တိုင်းတာထားပြီးတော့အချို့တွေကနီးပညာရဲ့ရှင်သန်မှုတွေရဲ့ဒုက္ခတစ်ခုဖြစ်လာကြတယ်။နီးပညာရဲ့အနောက်တစ်ဖက်မှာလူတယောက်ပေါ်ရေးကြီးတဲ့ကိုပိုင်လွတ်လပ်ခွင့် privacy တွေကိုဖျက်ဆီးခံနေရတယ်။လူပတ်ဝန်းကျင်မှာတော့လူတယောက်ရဲ့ကိုယ်လေးအချက်လက်တွေကတန်ဖိုးရှိတယ်။ online ကကြေညာတွေကတော့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုပေါ်ထုတ်နိုင်တဲ့အထိနီးပညာအဆင့်မြင့်လာတယ်ဆိုတာရော။ သတိထားမိကြရမလား information overview တွေကလည်းဘာမှအတိနေတလို့တကယ်တော့ဘာမှမသိဘူးဆိုတဲ့အခြေအနေတခုကိုဖန်တီးယူနေကြတယ်ယနေ့ခင်းမှာတော့ကြားဘူးလားပင်လယ်ရေမြင့်တက်လာတာတွေရာသီဥတုပြောင်းလဲမှုတွေမီးလောင်မှုတွေစတာတွေကလူသားတွေရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်နေတယ်ဆိုတာတွေတေချာဘောတော့တည်လာတည်နေအဲ့ဒီကိစ္စတွေကကျွန်တော်တို့တွေတာမန်မဟုတ်တဲ့မမိနိုင်တဲ့ဖန်တီးမှုတွေနဲ့နည်းပညာတွေကြားထဲမှာထိကျုံမှုတွေဟာ ကဘာကြီးတစ်ခုလုံးတနည်းနည်းနဲ့တက်ရောက်မှုရှိနေတယ်ဆိုတော့ကျွန်တော်လက်ခံထားလို့လိုလိမ့်မယ်လူသားတွေရဲ့ပြောင်းလဲဖြစ်တည်မှုအကုန်လုံးကိုကဘာစာမျက်နှာအသည့်ပြောင်းလဲမှုများမှာတရားပေါက်ဖန်တီထိန်ချုပ်မှုတွေရှိလာတယ်ကဘာလူဦးရေထူထပ်လာတာတွေကအစဇီဝလက်နဲ့တရားပေါက်ကက်ဘေးတွေကိုဖန်တီပြပြီးတော့ကဘာကြီးရဲ့အကြီးမားဆုံး plan တစ်ခုကိုအသည့်ဖန်တီမှုတွေနဲ့လူသားတွေရဲ့အနာဂတ်ခုကိုစိန်ခေါ်မှုတွေပြသလာကြတယ်အဲ့ဒါကိုတော့ကျွန်တော်တို့လည်းလက်ခံထားဖို့လိုတယ် နည်းပညာတစ်ခုရဲ့အနောက်ပိုင်းမှာဖြစ်တည်လာတဲ့အရာတွေမှန်သမျှဟာကောင်းခြင်းတွေရှိတယ်လို့ဆိုခြင်းတွေကလည်းရှိနေတယ်။ဖန်တီးလိုက်တဲ့ခေတ်သေးကဘာဟာနာဂတ်တစ်ခုအတွက်အခြေခံမဟုတ်ဘူး။လူဖွဲ့စည်းတစ်ခုလုံးဟာစမ်းသပ်နိုင်တဲ့ကာလကြီးတစ်ခုလည်းဖြစ်တယ်။ခေတ်သေးကဘာတစ်ခုလုံးဟာကျွန်တော်တို့လူသားတွေရဲ့စိန်ခေါ်မှုတွေအသစ်တွေနဲ့ပြည့်နေနေပြီးတော့ပေါင်းစည်းခြင်းကိုလည်းကိုစားပြုထားတယ်။ကောင်းခြင်းဆိုခြင်းလူသားတွေရဲ့တက်တန်းအစတေချာဘပြောင်းလဲမှုတွေရှိလာလိမ့်မယ် ဒါဟာတိမ်မွေးတဲ့ဤပညာစိတ်တဖွံ့ဖြိုးမှုနဲ့ပညာဆိုတဲ့အရာတွေကိုစစ်မှန်တဲ့စိန်ခေါ်မှုတွေနဲ့အဖြစ်မြင်တွေ့လာရလိမ့်မယ်။တိုးတက်မှုတွေနဲ့တကယ်လှပတဲ့ကမ္ဘာတစ်ကိုတည်ဆောက်ဖို့အတွက်ကောင်းကင်မြေဝင်ရှာရှိအောင်လည်းမလုပ်တော့ဘူး။ခိုင်ပါတဲ့အုံမြင့်ရှိဖို့လည်းလိုလာတယ်။ဒီဟောင်းနှန်းလာတဲ့ကမ္ဘာစာမျက်နှာတွေပေါ်မှာဆွန်းတင်လာတဲ့လူတွေရဲ့အကျင့်စာရိတ္တတွေနဲ့လောရည်တွေအကုန်လုံးဟာကမ္ဘာကြီးကိုအတိတ်ပံဖြစ်တည်ဖို့အတွက်လူသားတွေဖန်တီးလာတဲ့အချက်တစ်ချက်ဖြစ်လာတယ်အဲ့ဒါဘာလို့ဆိုလိုတာလဲဆိုတော့အဟောင်းကိုတေချာဖို့ စေကြောတတ်စင်ခြင်းမဟုတ်ဘူးဆိုရင်တော့မှဒီအဟောင်းကိုပြစ်ပယ်ခြင်းမဟုတ်ရင်တော့ဒီအဟောင်းကိုဖြည့်ဆည်းပြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်တွေဖြစ်ပေါ်လာတယ်။အဲ့ဒီတော့မှဖြစ်တည်လာတဲ့ຢာတွေအကုန်လုံးကတော့ကောင်းခြင်းတစ်ခုမှမရှိပါဘူး။အဲ့ဒီတွင်တဲ့လူသားတွေအပေါ်မှာထိခိုက်နစ်နာမှုတွေဘယ်လောက်ထိဖြစ်လာပြီလဲဆိုတော့အခုလက်ရှိကမ္ဘာကြီးမှာဖြစ်နေတဲ့စစ်ပွဲတွေကပ်ဘေးတွေနဲ့တဘာဝဘေးဆိုင်ရာဒီလူသားတွေရဲ့ချင်းစာတွေတာတွေပြပြမှုနဲ့လူလူချင်းတော့မှဘယ်လိုပုံစံနဲ့ဆက်ဆက်နေခံနေရတဲ့ဆိုတဲ့အသည့်တွေအကုန်လုံးကတော့ ဒီပုံမှာတက်ရောက်မှုတွေရှိလာတယ်။ဒီကဘာစာမျက်နှာအသေးကိုဖန်တီးတဲ့အချိန်မှာတော့ဤပညာဘိုင်းဆိုင်ရာတွေနဲ့လူတွေရဲ့အတွေ့အခေါ်ပြီးတော့ထောင်စုနှစ်တစ်ခုစာစာလူတွေအတွက်လေ့လာထားတဲ့အသိဉာဏ်တစ်ခု ပြီးတော့ဒီအရှိရနေပြီးတော့ဖြစ်လာတဲ့ဘာသာတရားတွေအကုန်လုံးကိုတော့မှ လူတွေကနေပြီးတော့တေချာပေါက်ဒီຢာတွေကိုထိမ့်သိမ့်ပြီးတော့မှပဲဒီကဘာစာမျက်နှာအသေးကိုဤပညာနဲ့တေချာပေါက်ထိုးပေါက်ပြီးတော့မှ ကပိုင်အသေးပြန်လေတီထောင်တာတီထောင်ထားတဲ့ဆိုတဲ့ပုံစံနဲ့ဟိုမှာတေချာဘောက်ကိုဒီ plan အတိုင်းကိုခြားပြဖို့တွေ့တော့ရှိတယ်။ဒါပေမဲ့အခုလောလောဆယ်ဖြစ်နေတာကတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့အတိုင်းပဲ။နေရာတိုင်းမှာလက်နက်တွေနဲ့ပြည်နေတယ်၊တွေးတွေနဲ့ပြည်နေတယ်၊မီလီယံတွေတောက်နေတယ်၊ကလေးတွေငိုကြွေးနေရတယ်။အဲ့ဒီ kit တွေကိုကုံသွားတဲ့အချိန်ကျရင်တော့ပင်လေးတွေပွင့်လာနိုင်မယ်။အဲ့ဒီတော့အများနဲ့အဆိုးတွေဖြစ်နေတယ်ဆိုရင်တော့မဟုတ်ပဲအဆိုးပြီးရင်အကောင်ကတော့အများနဲ့လာစမြဲပါပဲ။ ီတော့ကျွန်တော်တို့ကဘာမှလည်းကြောက်လန့်တုန်လှုပ်နေကြအကြောင်းမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီတက်ဆိုးလာမယ်အခြေအနေမရှိတော့ဘူးလို့အခန့်ယူထားတယ်။ဒါကြောင့်မို့အနာဂတ်ကိုသွားတဲ့အခါမှာကျွန်တော်တို့ရဲ့အတိတ်တွေကိုအမြဲတမ်းတမိုင်းအဖြစ်နဲ့ထားခဲ့ပြီးတော့တမိုင်းကိုလည်းဘယ်တော့မှမလိမ်ဝါဖို့နဲ့ကမ္ဘာစာမျက်နှာအတိတ်ကိုရောက်လာတဲ့ချိန်ကြာရင် နောင်လာမယ့်အနာဂတ်မျိုးဆက်တစ်တွေကိုဒီကဘာကြီးကိုဘယ်လိုပုံဖော်ထားလာလဲဆိုတာကို အဓိက message တစ်ခုကိုအမြဲတမ်းလူတယောက်အနေနဲ့ပေးနိုင်ဖို့တော့လိုတယ်။မျိုးဆက်တစ်ခုမှာ message တစ်ခုကဘယ်လောက်ထိရေးကြီးလဲဆိုရင်ပြီးခဲ့တဲ့အရာတွေအကုန်လုံးကတင်ကန်းစာတွေကကိုတယောက်လည်းယူဝါရတာမဟုတ်ပဲနဲ့နောင်လာမဲ့မျိုးဆက်အစစ်အစစ်ကိုဒီတင်ကန်းစာတွေအကုန်လုံးပေးွားတယ်ဆိုတာဒီတင်ကန်းစာတွေကိုတင်ပေးွားတာဒီလုံးတမ်းမဖြစ်ဘူးတမ်းမဖြစ်ဘူး နန်ဒီလိုမျိုးအကြောင်းအရာတွေဖန်လာတဲ့အချိန်ကျဘလို့ဖြစ်ရှင်းမဲ့နီလန်းတွေဆိုတာ message တခုကိုတော့တေချာဝချန်ထားပါဖို့တော့လိုလားအေဂျင်တော်ဘုရားမြောက်ပိုင်ဆိုင်ကြပါစေ နောက်ပုံမှာထပ်တွေ့ကြအောင်